မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မတ်လ23ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမြင်းညာမြို့နယ်စုံရွာအနီးမှာပြည်သူပိုင်ရာခဲများကိုမိရှုံနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုမိုင်းဆွဲတိုက်ခတ်ရာ တဦးတိမ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်ချ်လာ22ရက်နေ့မနက်10:00မိနစ်ခန့်မှာမြင်းညာမြို့နယ်စုံရွာအရှိမမှာရှိတဲ့တောထဲမှာပြည်သူပိုင်းရာခင်းများကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကဝေးရောက်မိရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးမိရှို့ဖျက်ဆီးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုက်တပ်ဖွဲ့များကစောက်ကြုံမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးတော့စစ်ကောင်စီတပ်သားတဦးတိမ်ဆုံးကနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။စုံရွာအရှိမကတောထဲမှာ ရာခင်းတွေကိုမိပတ်ရှို့နေတဲ့ပြူခွဲတွေကိုမိုင်းဆွဲတိုက်ခတ်ခဲ့တာပြူခွဲတစ်ကောင်တင်ပြီးတော့နှစ်ကောင်ထံရရတယ်လို့သိရတယ်လို့ရွှေချိုးပြူပြည်သူ့ကာကွယ်တပ်ဖွဲ့ကတောင်ရှိသူတို့ကပြောပြထားပါတယ်။၎င်းမိုင်းဆွဲတိုက်ခတ်မှုကိုရွှေချိုးပြူပြည်သူ့ကာကွယ်တပ်ဖွဲ့ MGN Aussie Blood Civilian Defense Force ABCDF မြင်းညာမြောက်ပိုင်းသားများပျောက်ကြားတပ်ဖွဲ့ MNGF တပ်ဖွဲ့တို့ကပူးပေါင်းကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဗကုဒ္ဒံတောင်ငူမျိုးတန်တောင်တောင်ငူလမ်းပိုင်းမှာရဲတပ်ရဲစက်တွေကစိုက်ကယ်နဲ့ထွက်လာတဲ့ရဲများပြစ်ခတ်ခံရပြီးတော့တအုပ်သိမ်းဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မက်စလာ27ရက်နေ့မနက်ပိုင်းမှာတန်တောင်တောင်ကိုလမ်းပိုင်းမှာအမတ်ဆက်တဲ့ရဲတိုက်ရင်ကဆိုင်ကနေထွက်လာတဲ့ရဲများကိုအမည်မသိတဲ့တနတ်သမားများကပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မှာအကြမ်းမဲ့စစ်သားများနဲ့ရဲများရောက်ရှိလာပြီးတော့ပိတ်ဆုံးသွားတဲ့ရဲတပ်သားအလောင်းကိုကောက်ယူကတန်တောင်တောင်ကိုလမ်းပိုင်းကိုပိတ်ဆို့ဆစ်ဆဲမှုများကိုလှုပ်ဆောင်သွားတယ်လို့သိရပါတယ်။27ရက်နေ့ကရဲတွေပြစ်ခတ်ခံရတယ်လို့သိရတယ်။ရဲတွေဆိုင်ကနေထွက်လာတဲ့အချိန်မှာပြစ်ခတ်ရတာ ပြစ်ခတ်မှုဖြစ်ပြီးတိတ်မကြဘူးစစ်ခွေးရောရဲခွေးတွေကရောက်လာပြီးတော့အနောက်ကိုလာကောက်သွားပါတယ်စစ်ခွေးတွေကတန်းတောင်တောင်မှုလမ်းပိုင်းကိုပိတ်ဆို့ပြီးတော့နည်းနည်းပါးပါးတော့ပဲရှာဖွေတာတွေလုပ်ပြီးတော့ပြန်သွားကြတယ်လို့သိရတယ်21ရက်နေ့ကစာမွေးပဲဖြေဆိုနေကြတာဆိုတော့ကြောင်းအနီနာကလမ်းတွေပိတ်ထားကြတာတော့ရှိတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းမဆက်တက်ကဒဝဲရေနဲ့စိတ်ကန်းစီမံကိန်းပြန်ဆနိုင်ဖို့အတွက်နေပြည်တော်ရှင်းလင်းရေးတွေအပါအဝင်စီမံကိန်းဧရိယာအနီးဝန်းကျင်မှာရှိတဲ့ခြေရွာများကို အင်အားရာချီနဲ့စစ်ကြောင်းထိုးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စီမံကိန်း area အနီးပတ်ဝန်းကျင်မှာရှိတဲ့နဘူးလေ၊ဗရဒတ်ရွာ၊မရင်ကြီးရွာ၊ဘဝရွာနဲ့ဇာဒီရွာများကိုအင်အားရာချီနဲ့ကုန်းကြောင်းကနေပြီးတော့စစ်ကြောင်းထိုးဝင်ရောက်နေတဲ့အပြင်ရေကြောင်းကနေလည်းစိတ်ကန်းအနီးမှာစစ်တင်းမောများအစင်သည့်ပြင်ဆင်ထားတာကိုတွေ့ခဲ့ရတယ်လို့တော်လိုင်းသတင်းအရင်းမြစ်ကပြောပါတယ်။ကံပေါ့မောရဝတီရေတပ်ဘက်ကနေလည်းဇာဒီလမ်းအတိုင်းရေနဲ့စိတ်ကန်းဘက်ကိုဥတီပြီးတော့ စစ်ကြောင်းတကြောင်းဆင်းနေတာရှိပါတယ်အင်အား300လောက်နဲ့စစ်ကြောင်းတွေခွဲပြီးတော့စစ်ကြောင်းထိုးနေတယ်လို့ယူဆရတယ်လို့တဝဲအခြေစားတော်လိုင်းတပ်ဖွဲ့တစ်ခုကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်စစ်ကောင်စီဟာရေနဲ့စိတ်ကန်းနဲ့ဆက်ဆက်နေတဲ့ခြေရွာများကိုပိတ်ဆို့ပြီးတော့စစ်ကြောင်းများထိုးနေခြင်းဖြစ်ပြီးပင်လယ်ပြင်မှာလည်းရေတပ်စစ်သင်းပေါ်များအရန်သင့်ချထားတဲ့အပြင်တဝဲမြို့နဲ့တရချောင်းမြို့ကြားထဲမှာစစ်ကောင်စီရဲ့စစ်တပ်လေထီးများလက်ကျင့်ပြန်တမ်းမှုများကိုပါလှုပ်ဆောင်နေတယ်လို့၎င်းကပြောပါတယ် ်အာနာတိုင်းအကြဖတ် စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာအခုမက်စလာဇန်ပိုင်းမှာရုရှားနိုင်ငံကိုတွားရောက်တဲ့ခီးစဉ်အတွဲမှာဒဝဲရေနဲ့စိတ်ကန်းစီမံကိန်းဆောင်ရွက်ရန်အတွက်နှစ်နိုင်ငံနားလည်မှုစာချုပ်လွှာကိုရေးထိုးခဲ့ပြီးတဲ့နောက်စစ်ကောင်စီဘက်ကစီမံကိန်းကိုအမြန်ဆုံးပြန်ဆနိုင်ဖို့အတွက်အပူတပြင်းကြိုးပမ်းလာခြင်းဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီကရေနဲ့စိတ်ကန်းကိုမဖြစ်မနေအမြန်ဆုံးအစပြုဖို့ပြင်ဆင်နေပါတယ်။ဒါကြောင့်လဲရေနဲ့စိတ်ကန်း area တခြားကိုအင်အားသုံးပြီးတော့စစ်ကြောင်းထိုးလာတာသိတာပါတယ်။ပင်လယ်ပြင်မှာလည်းစစ်သင်းမော်တွေအစင်းသင်းစောင့်နေတယ်။ ်လေချောင်းမှာပါလာနိုင်ခြင်းရှိပါတယ်နောက်တစ်ခုကတော့လေချောင်းအပြင်ပါရာမော်တာတွေလည်းပါလာလိမ့်မယ်ထင်တယ်လို့တော်လိုင်းရေးသတင်းရင်းမြစ်တခုကပြောပြထားပါတယ်ဒါကြောင့်ပြည်သူများအနေနဲ့ဖြစ်ပေါ်လာနိုင်တဲ့စီးရဲအခြေအနေများအရာဘုံခိုခြင်းများကိုတူထားခြင်းစစ်ကောင်စီရဲ့လှုပ်ရှားမှုများကိုမျက်ခြေမပြတ်စောင့်ကြည့်ခြင်းစီးရဲသတင်းများအားနားဆွင့်ခြင်းအပါအဝင်လုံအပ်လာနိုင်ခြင်းများကိုလည်းကြိုတင်တွက်ဆပြီးတော့ပြင်ဆင်မှုများလုပ်ထားကြရန်တော်လိုင်းရေးသတင်းရင်းမြစ်ကတိုက်တွန်းထားပါတယ်အ ਨੇ ဆုံးကတော့ကိုနေတဲ့အနည်းဆုံးနေရာမှာဘုံခိုခြင်းတွေတူထားရမှာပါမတူးလို့မရဘူးရ နောက်တစ်ခုကကိုအနီးသားပတ်ဝန်းကျင်မှာရောက်လာတဲ့ရန်သူတွေရဲ့တရင်ကိုတိအောင်လှုပ်ထားရမှာပါအရေးပေါ်ရှောင်းတိန်တာတွေလှုပ်ရပြီဆိုရင်ရန်သူတရင်မတိထားဘဲနဲ့ဘလို့မှဖောက်ထွက်လို့ရမှာမဟုတ်ပါဘူးလေချောင်းတရင် channel တွေကိုစောင့်ကြည့်နေပါတိုက်ပွဲတရင်တွေကိုနားထောင်ပါအချိန်တွေကဒီထက်ပိုပြီးတော့ဆိုးလာဖို့ပဲရှိပါတယ်အဲ့ဒီအတွက်ကြိုတင်ပြင်ဆင်မှုတွေလှုပ်ထားကြဖို့လိုပါတယ်လို့၎င်းကမှတ်ချက်ပေးထားပါတယ်အာနာတိန်အကြံဖတ်စစ်ခေါင်းဆောင်မင်းအောင်လှိုင်က၎င်းရဲ့ရုရှားခီးစဉ်အတွင်းမှာ တဝဲရင်နဲ့စိတ်ကန်းစီမံကိန်းလုတ်ပိုင်ခွင့်ကိုရုရှားအာဏာပိုင်များအားလုတ်ပိုင်ခွင့်ပေးခဲ့ပြီးတော့ရုရှားအခုညီနဲ့ပြည်တွင်းမှာနျူကလ িয়ার ဆက်ရုံတည်ဆောက်ရေးလုပ်ငန်းများကိုလုံဆောင်နိုင်ရေးအတွက်အလဲအလှယ်ပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့နိုင်ငံတကာသတင်းများကသုံးသပ်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ AOD တိုင်းလေးမျက်နှာမျိုးနဲ့တုံတော်ချေးရွာဖုံကြီးเจ้าကိုစစ်တပ်ကလေးเจ้าကနေဘုံကျဲတက်ခတ်ရောင်း ဖုန်ကြီးကြောင်းမီးလောင်ပျက်စီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ19ရက်နေ့ည7:00နာရီကလင်းမြနာမြို့နယ်တုံးတော်ချီပါကိုအကြမ်းဖက်စစ်ကောင်စီတပ်က Jet Fighter နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာတုံးတော်ချီပါဖုန်ကြီးကြောင်းမီးလောင်ပျက်စီးခဲ့ပြီးတော့ထိခိုက်ဒေဆုံးမှုရှိမှရှိနဲ့ပျက်စီးဆုံးရှုံးမှုတန်ဖိုးကိုတော့မသိရသေးဘူးလို့ပြောပါရတယ်။အပြည့်စုံတော့မသိရသေးပါဘူး။ဘုံကျဲချခံရလို့မီးလောင်သွားတာပဲသိရသေးတယ်။ဒေသနဲ့ပြည်သူတွေအတွက်တော့စိုးရိမ်စရာအခြေအနေတစ်ခုပါလို့ဒေသတွင်းသတင်းရင်းမြစ်ကပြောပြထားပါရတယ်။မက်စလာ18ရက်နေ့ည7:00နာရီဝင်းကျဲအချိန်မှာလင်းမြနာမြို့နယ်ပသိမ်မုံရွာက ားလမ်းဘေးမှာရှိတဲ့ဝေကုန်းကြီးပါနဲ့တောရွာကြီးရွာကြားကိုစစ်ကောင်စီတပ်ကလေယာဉ်များနဲ့ဘုံများချဲချခဲ့တယ်လို့သိရပါတယ်။ဘုံချဲချတဲ့နေရာမှာလူနေထိုင်ခြင်းမရှိတဲ့အတွက်ထိခိုက်မှုဒဇုံတရာတော့မရှိခဲ့ဘူးလို့သိရပါတယ်။မတ်လ18ရက်နေ့ကစတင်ပြီးတော့လေးမြနာမျိုးနဲ့ဝေကုန်းကြီးပါအုပ်စုမှာရှိတဲ့ဝေကုန်းရွာ၊လဲခုံလေးရွာ၊လဲခုံကြီးရွာ၊ဆက်ဆက်ယူရွာချင်းလယ်ရွာနဲ့စမ်းကုန်းရွာတို့မှာအကြမ်းဖက်ဆက်တက်တဲ့အေအေတို့တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီကြေးရွာများမှာထိတွေ့တိုက်ပွဲများ ယနေ့အချိန်ထိကိုပြင်းထန်နေပြီးတော့အချက်မဲ့စစ်တပ်ဘက်ကထိခိုက်ဒေဆုံးသူတွေများပြားကဒေဆုံးသွားတဲ့မသားအလောင်းများကိုအင်ကပူမျိုးနဲ့ကွင်းကောက်ဒေသပသိမ်မုံရွာလမ်းမကြီးဘေးမှာရှိတဲ့အုတ်သွေးကုန်းကြီးပါမိသူဆက်ကိုပို့ဆောင်ပြီးတော့မိသူနေရာကြောင်းတရင်ရရှိပါတယ်ခင်ဗျာတရင်တွေကိုတင်ဆက်ပေးနေရင်လည်းကြားပြတ်ပြီးတော့အကူအညီတောင်းချင်တာလေးကတော့ update ဖြစ်နေတဲ့စီးရဲနိုင်ငံရေးသတင်းများကိုအစီအမဲတမ်းနားဆင်နိုင်ဖို့အတွက် ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို Like and Subscribe လုပ်ပေးကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူတွေကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းဝက်လက်မြို့နယ်စင်ကန်ရွာကိုအချက်မဲ့စစ်တပ်ကလေရင်နဲ့ထပ်မံဘုံကျဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ22ရက်နေ့မနက်2:50မိနစ်နဲ့56မိနစ်ခန့်မှာစင်ကန်ရွာကိုအကြမ်းဆက်တက်ကလေရင်နဲ့နှစ်ချိန်ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အကြမ်းဆက်တက်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာပြည်သူအမျိုးသား၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ဒဏ်ရာအခြေအနေမစိုးရိမ်ရဘူးလို့သိရပါတယ်။ဒါအပြင်နေအိမ်များလည်းထိခိုက်ပျက်စီးမှုမရှိဘူးလို့ပြောပါတယ်။အကြမ်းဆက်တက်က Jet Fighter နဲ့စင်ကန်ရွာကိုလေကြောင်းတိုက်ခိုက်မှုနှစ်ချိန်ပြုတ်လုသွားတာပါ။ ဒီလေချောင်းတိုက်ခတ်မှုအတွင်းထဲမှာပြည်သူတုံးမစိုးရင်အထိကိုက်တဲ့ရရှိခဲ့တယ်။နေအိမ်တွေပျက်စီးတာတော့မရှိဘူးလို့သိရတယ်လို့ Voice of Mandalay ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်။စေငါရွာကိုအချက်မဲ့ဆက်တက်ကမက်လ16ရက်နေ့ကလည်းလေချောင်းတိုက်ခတ်မှုပြုလုပ်ခဲ့ပြီးတော့အသက်6လအရွယ်ကလင်းငယ်တအုပ်အပါအဝင်ပြည်သူ၄ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။အလားတူပဲမက်လ20ရက်နေ့ကလည်းကြေးရွာဖျားဝင်းနယ်ကိုလေချောင်းကနေထပ်မံဘုံကျဲတိုက်ခတ်ခြင်းကြောင့်ပြည်သူ၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်တီးတိမ်မြို့ခလာရ269တပ်ရင်းကဒုတက်ကျက်တအူးဟာလက်နက်ခဲယမ်းများကိုယူဆောင်လာပြီးတော့အလင်းဝင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ19ရက်နေ့မှာတီးတိမ်မြို့ခလာရ269တပ်ရင်းကဒုတက်ကျက်မောင်မင်းဆုံးဟာ PDF ဇိုလန်ထန်းကိုအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အလင်းဝင်လာတဲ့မောင်မင်းဆုံးဟာ MA အမျိုးအစားတနက်တလက်ကြီပေါက်အပို6ခုလက်ပြဘုံတစ်လုံးကြီးစံများနဲ့စစ်သုံးဆောင်ပစ္စည်းများကိုယူဆောင်လာခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးအလင်းဝင်လာတဲ့ဒုတက်ကျမောင်မင်းစိုးကို PDF ဇိုလန်ကနှွေးထွေးစွာကြိုးစုခဲ့ပြီးတော့ဆက်လက်ပြီးတော့စောင့်ရှောက်ထားကဂုံပြုစုချင်းမြင့်ငွေများကိုလည်းပေးအပ်ချင်းမြင့်သွားခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြမ်းဖက်ဆင်အာနာရှင်ဆက်နဲ့စိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ